ငွေရှိတဲ့မြို့သမီးနဲ့လက်ထပ်ပြီးမှမိဘကိုပြန်မကြည့်တော့တဲ့ပိုင်းတကွန်အကြောင်းလေးကိုလူသိအောင်ပြောပြနေတဲ့ပိုင်းတကွန်ရဲ့မိခင် နိုင်ငံခြားချိနာမည်ကြီးတဲ့ပိုင်တကွန်ကလွန်ခဲ့တဲ့လပိုင်းကပဲသူရဲ့ချစ်သူနဲ့ခင်ခင်နာနာလက်ထက်သွားခဲ့တာပါ။ပိုင်တကွန်ကနေမြို့လေးကနေကျူးစားလာလို့ချမ်းသာကြွားတဲ့မင်းသားဖြစ်လာခဲ့ပြီးသူလက်ထက်ခဲ့တဲ့ဇနီးသိက်ကတော့အရင်ကတည်းကကြွားချမ်းသာပြီးသားဖြစ်နေပါတယ်။ရန်ကုန်မြို့ရဲ့ဈေးအကြီးဆုံးရက်ကွက်မှာနေထိုင်ခဲ့တဲ့ဇနီးသိက်ကစီသဘောထားကောင်းသူဖြစ်ကြောင်းချီးကျူးကြပေမယ့်အခုတော့ရောက်ကမဖြစ်သူကချွေမကိုရောတားကိုပါမိသားစုတွေကထုတ်ပယ်လိုက်ပါတယ်။ပိုင်တကွန်ကစတဲ့အောင်မြင်လာတဲ့ကမိဘတွေကိုတိုက်ကြီးတွေဝယ်ပြီးတော့ကြော့ခဲ့တဲ့အပြင်ကအကောင်စားကြီးတွေနဲ့လည်းကာရာပြုခဲ့ပါတယ်။မိဘတွေကိုလည်းလဆန် လတိုင်းမှာတိမ့်ဆယ်ချီရာကြီးကြော့ခဲ့သူဖြစ်ပြီးတော့တိတဲ့လိမ္မာတဲ့သားလေးအဖြစ်အားလုံးကအတိအမှတ်ပြုခဲ့ကြပါတယ်။ပိုင်တကွန်လက်ထက် ပြီးတဲ့နောက်မှာတော့ငွေရှိတဲ့သူ့ရဲ့ဇနီးတဲ့နဲ့ပိုင်တကွန်တို့မိသားစုကအဆင်ပြေမယ်လို့လည်းအားလုံးကထင်ထားခဲ့ကြတာပါရှင်။အိမ်တွင်းမိကိုအိမ်ပြင်မထောက်ရဆိုတဲ့စကားရှိပေမဲ့ပိုင်တကွန်ရဲ့အမိကတော့မိခင်တယောက်အနေနဲ့မခံစားနိုင်တော့တာကြောင့်ပိုင်တကွန်ရဲ့အကြောင်းလေးကိုလူသိအောင်ပြောပြလိုက်ပါတယ်။သူ့ရဲ့ချွေးမကတမိသားစုလုံးကိုမတူသလိုမတန်သလိုဆက်ဆံတဲ့အပြင်ပိုင်တကွန်ကလည်းသားအဖြစ်မသတ်မှတ်တော့ကြောင်းမိခင်ဖြစ်သူကသူ့ရဲ့အကောင့်မှာတင်ထားခဲ့တာဖြစ်ပါတယ်။သူတို့မိသားစုကို ဆက်ဆံရေးအဆင်ပြေမယ်လို့ထင်ပေမဲ့လက်တွေ့မှာတော့မဟုတ်ခဲ့ပါဘူး။ပိုင်တကွင်းရဲ့မိခင်ကသာသမီတွေကိုအကောင်းဆုံးဆိုတဲ့အရာတွေရလာအောင်ဖြည့်ဆည်းပေးခဲ့ပြီးမယ်။လက်ထပ်ပြီးတဲ့နောက်မှာတော့ပိုင်တကွင်းကမိဘကိုမတူတလို့မတန်တလို့ဆက်ဆံနေလို့လည်းယဉ်ဖွင့်နေခဲ့ပါတယ်။သူတို့တမိသားစုလုံးကိုလည်းလူအများရှိနဲ့ကွယ်ရာတွေမှာမတူမတန်ဆက်ဆံတာတွေကိုကြုံခဲ့ရပါတယ်။ပိုင်တကွင်းအမိတော်ကျွတ်ကျွတ်ကသူ့ရဲ့ခံစားချက်တွေကိုမပြောသိနိုင်တော့လို့ပြောင်းလဲတက်တက်သားဖြစ်သူအကြောင်းသိရှိအောင်ပြောနေခဲ့ပါတယ်။ပိုင်တကွင်းရဲ့အမိကမိသားစုရဲ့တက်ပုံတင်ရင်တောင်ပိုင်တကွင်းရဲ့ပုံကမပေါဝင်တော့ပါဘူးရှင်။သူတော်တော်တက်ပုံထဲမှာပေါဝင်တဲ့သူတွေက ိုပဲမိသားစုဝင်သားသမီးအဖြစ်သတ်မှတ်ထားတာဖြစ်ပြီးပုံထဲမှာမပါလာတာကမိသားစုအဖြစ်မသတ်မှတ်တာကြောင့်ဖြစ်တဲ့ဆိုပြီးဆိုပါတယ်။ဘိုင်းတကောင်ကငွေကြေးချမ်းသာတဲ့အမျိုးသမီးနဲ့လက်ချက်လိုက်ရလို့မိဘတွေကဝမ်းသာနေကြပေမဲ့လက်ချက်ပြီးတဲ့နောက်မှာပြောင်းလဲသွားမယ်လို့တော့မထင်ထားခဲ့ဘူးဆိုပြီးတော့မိခင်ဖြစ်သူကခံစားနေရပါတယ်။ဘိုင်းတကောင်ကလက်မထက်ခင်ကတော့သူ့ရဲ့မိဘတွေကိုလူလိသိမရှိအောင်ထားနိုင်ပေမဲ့လက်ချက်ပြီးနောက်မှာတော့အရင်တော့မကတော့နိုင်တော့တာကိုလည်းသူပြိသက်တွေကအားလဲပေးနိုင်ကြပါတယ်။အိမ်အောင်ကြပြီးတဲ့အချိန်မှာဘလို့ကိစ္စတွေပဲဖြစ်ခဲ့လို့ဒီလိုထုတ်ပြောရတဲ့လဲတော့မသိပေမဲ့မိခင်ဖြစ်သူကတော့ ခါခါတီတီဖြစ်နေခဲ့ပါတယ်။ဇနီးသက်ဘက်ကိုပါသွားတဲ့တာမိုက်အဖြစ်ပြောထားတဲ့ပြင်တားဖြစ်တာမတတ်မှတ်ကြော့ဘူးဆိုတာကတော့တခြားသူတွေကိုတော့ခန်းစားရသွားစေပါတယ်။ပိုင်ကွန်တို့မှာကတခြားသောညီကိုမောင်နှမတွေရှိပေမဲ့ပိုင်ကွန်ကတော့ပို့ပြီးတော့စောင့်ရှောက်ပေးခဲ့ပါတယ်။လက်ချက်ပြီးတဲ့နောက်မှာအရင်လိုမထောက်ပံ့နိုင်တော့တာကိုမိဘကအထင်လွဲသွားလေသလားဆိုပြီးတော့ထင်နေကြသလိုပိုင်ကွန်ရဲ့မိဘဘက်ကိုလည်းကိုကျင်းစာနေကြပါတယ်။အောင်မြင်တဲ့တားဖြစ်အောင်ပြိုးထောင်ပြီးမှလက်ချက်ပြီးတဲ့အခါဇနီးသက်ဘက်ကိုပဲအားသာသွားလို့ ပိုင်ဒဂွန်ရဲ့အမိကခန်းစားနေရပါတယ်။ပိုင်ဒဂွန်လက်မထက်ခင်တော့ကမိဘတွေကိုတိမ်မောင်းတောင်းချီတန်းတဲ့အင်ကြီးကိုဝယ်ပေးခဲ့တယ်လို့ကားကြီးလက်ဝယ်ပေးတဲ့အပြင်လှဆင်လည်းကြောက်ခဲ့ပေမယ့်အခုတော့မိဘတွေကမကြည့်ဘူးတော့ပါဘူး။ပိုင်ဒဂွန်ကသားလိမ်မှာပီတာခဲ့ပေမယ့်အခုချိန်မှာမိဘတွေကတအဖြစ်မတက်မတော့တာကိုလည်းသူ့အတွက်အဆင်မကောင်းဖြစ်ရမှာပါ။ပိုင်ဒဂွန်ကသားလိမ်မှာဆူပြီးတော့အကြာခဲ့ကြပေမယ့်လက်ထပ်ပြီးတဲ့နောက်မှာတော့မတူညီတော့တဲ့အကြောင်းတခြားသူကပြောလာခဲ့တာမဟုတ်ပဲမိခင်ဖြစ်သူကိုယ်တိုင်ကပြောပြလာခဲ့တာဖြစ်ပါတယ်။ပိုင်ဒဂွန်ကသားအဖြစ်မတက်မတော့ဘူးဆိုတဲ့ကိစ္စမှာဘသူဘက်က နားလည်မှုတွေလိုအပ်နေခဲ့တယ်လဲဆိုတော့ကောမမအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်ကြီးစုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်